မေရိကန်အစိုးရကအရေးယူပိတ်ဆို့ထားပြီးမြန်မာစစ်တပ်ပိုင်ဆိုင်တဲ့စက်သွေးလုပ်ငန်းမှရှယ်ယာရှင်တဦးကနေလေရင်စီတင်သွင်းသူစစ်ကောင်းဆောင်မင်းအောင်လိုက်မိသားစုနဲ့နီးစပ်တဲ့ဟိုတယ်ပိုင်ရှင်အထိခရိုနီ20နီးပါးဟာစစ်ကောင်းဆောင်ရဲ့ယခုတစ်ပတ်ရုရှားခရီးစဉ်မှာ လိုက်ပါသွားပါတယ် ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရမင်းအောင်လှိုင်ဟာမော်စကိုမြို့ကိုမတ်လ3ရက်မှာရောက်ရှိပါတယ်။သူခီးစဉ်မှာမြန်မာနဲ့ရုရှားတို့ဟာစီးပွားရေးကဏ္ဍအများအပြားအတွက်သဘောတူစာချုပ်လက်မှတ်ရေးထိုးကြပါတယ်။ဒီအထဲမှာ130မဂါဝတ်နျူကလ িয়ার ဓာတ်ပေါင်းပုံတိစောက်ရင်းနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းအကောင့်ထဲပေါ်ရေးလဲပါဝင်ပါတယ်။လူဦးရေ20နီးပါးရှိတဲ့ခရိုနီကိုစလေအဖွဲ့တဲကလူကိုဦးကို အေယာဝတီသတင်းဌာနကဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီစရင်အရာမင်းအောင်လည်းရဲ့စစ်ကောင်စီလက်ထက်မှာခရိုနီအစ်စ်အများအပြားပေါ်ပေါက်လာတာတွေ့ရပါတယ်ထို့သူတွေကတော့မြန်မာစစ်တပ်ပိုင်ဆက်သွယ်ရေးလုပ်ငန်း Mindtel ကအဓိကရှယ်ယာပိုင်ရှင်နဲ့မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAI ပိုင်ရှင်ဦးမြဟန်းမင်းအောင်လည်းမိသားစုနဲ့နှိစက်တဲ့ဟိုတယ်လုပ်ငန်းရှင်ဦးအောင်မျိုးမင်းတင်ရုရှားပိုင်ရိုစာတမ်ကော်ပိုရိတ်နဲ့ပူးပေါင်းပြီး မြန်မာမှာလေအားလျက်စစ်လုပ်ငန်းထူထောင်မဲ့ RGK+ ZNA &E Group of Companies အမှုဆောင်ရာရှိချုပ်ဦးစေရသူရမောစစ်ကောင်းဆောင်ရဲ့သားအောင်ပြေစုံတို့ဟာကိုယ်စလဲအဖွဲ့ဒဲမှာပါဝင်ပါတယ်။ဒါအပြင် SkyNet Media ရွှေဘန်အင်ချမ်းမြေလုပ်ငန်းစုရွှေတန်လွေအုပ်စုတည်ထောင်သူဦးကျော်ဝင်းပြည်တော်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌဦးအေးဝင်း အထွေထွေအတွင်းရေးမှူးဒေါ်ခိုင်ခိုင်တွင်ဝါရင် အဖွဲ့ဝင်တဲ့ Asian Frame Media Group အမှုဆောင်အရာရှိချုပ်ဒေါ်နန်းကလျာဝင်းအဖွဲ့ဝင်ဦးညီညီလွင်တို့လည်းပါဝင်ပါတယ် UMFCCI ကအစ်မင်းအဖွဲ့ဝင်64ဦးဟာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုတွေကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ UNG ကလွန်ခဲ့တဲ့နှစ်တွေကပဲအမည်ပြည့်စင်ထက်သွင်းထားပါတယ် ရုရှားမြန်မာစီးပွားရေးဖိုရမ်မှာဥအောင်အောင်စောဟာမြန်မာခီးသွွားလုပ်ငန်းအခြေအနေကို တင်ပြပါတယ်။သူဟာအရင်က Air Cambodia လို့လူသိများတဲ့ယခုမင်္ဂလာလေးချောင်းလိုင်းနဲ့ MAI လေးချောင်းလိုင်းတို့ကိုစီမံနေတဲ့24 hour group of companies ရဲ့ဥက္ကဋ္ဌပါ။ MAI လေးချောင်းလိုင်းဟာစစ်ကောင်စီရဲ့အဓိကမိဖက်ဖြစ်ပြီး MAI နဲ့မြန်မာလေတပ်တို့ဟာလေရင်တွေကိုခွဲဝေတုံးဆွဲပါတယ် စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေရဲ့နိုင်ငံတကာခရီးစဉ်အတွက် MAI လေယာဉ်တွေကိုတုံးဆွဲကြပါတယ်။ဒီလေကြောင်းလိုင်းနှစ်ခုလုံးကိုခရိုနီဂိုင်းကျုပ်ကမ်ဘောဇာကုမ္ပဏီများအုပ်စုပိုင်ရှင်ဥအောင်ကိုဝင်းကပိုင်ဆိုင်ပါတယ်။ကမ်ဘောဇာအုပ်စုဟာလေကြောင်းလိုင်းအပြင်တပ်ထုတူဖော်ရေးစားအုပ်စီစိုက်ခင်းလျှက်စစ်ဓာအားစီမံကိန်းစောက်လို့ရေးလုပ်ငန်းနဲ့ဗန်လုပ်ငန်းတွေလုပ်ကင်ပါတယ်။ သူတို့ရဲ့အင်တာနက်စာမျက်နှာအရလေးရင်စီအပါအဝင် လောင်စာ တင်သွင်းဖြန့်ချီဖို့2021မှာရေနံလုပ်ငန်း22ခုတီထောင်တယ်လို့လည်းဖော်ပြထားပါတယ်စစ်ကောင်စီကရတသားတွေကိုလေးချောင်းနဲ့တပ်ဖြတ်ဖို့အတွက်လေးရင်စီထောက်ပတ်နေသူတွေတဲမှာ ပါဝင်နေပါတယ်မင်းအွန်လိုင်းနဲ့ပူတင်တွေ့ဆုံပြီးထုတ်ပြန်လိုက်တဲ့ကြော်ညာချက်ထဲမှာစွမ်းအင်ဂန္ဓာဟာနိုင်ငံဆက်ဆံရေးအတွက်တည်နေကဗျူဟာကြတဲ့နေပယ်ဖြစ်ပြီးမနစ်တုံးက မြမရေနံဈေးကွက်ရဲ့90ရာခိုင်နှုန်းကျော်ကကျွန်တော်တို့နိုင်ငံကလို့ရုရှားသမ္မတကပြောဆိုပါတယ်ဥအောင်အောင်ဇော်ဟာဒီတင်သွင်းမှုတွေကနေအကျိုးခံစား권ရသူတွေထဲမှာပါဝင်နိုင်ပြီးယခုခရီးစဉ်ဟာလဲသူ့အတွက်အခွင့်အရေးပုံမှုရရှိမယ်လို့သူ့တေတီတွေကပြောကြပါတယ်မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဦးမြဟန်ကတော့စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍအကြောင်းရှင်းလင်းပြောကြားပေမဲ့ သူဟာ Mintel ရဲ့အဓိက share ဝင်တဲ့ director ဖြစ်ပါတယ်ဒီလုပ်ငန်းဟာမြန်မာစစ်တပ်ပိုင်း Star High နဲ့ Vietnam စစ်တပ်ထိန်းချုပ်ထားတဲ့ Viettel Global တို့ရဲ့ဖက်ဆက်လုပ်ငန်းပါ Mintel ကိုစစ်ကောင်စီအထက်သတင်းထောက်လှမ်းမှုနဲ့ဗန်ဒါရေးထောက်ပံ့မှုတွေကြောင့် American အစိုးရကအရေးယူပိတ်ဆို့ထားပါတယ်ဦးမြဟန်အတွက်ကတော့မြန်မာနဲ့ရုရှားကြားကသတင်းနည်းပညာနဲ့ဆက်သွယ်ရေးနားလည်မှုစာကျွန်လွှာဟာ ပိုစိတ်ဝင်စားစရာကောင်းပြီးအကျိုးအမြတ်ရှိတဲ့ကိစ္စဖြစ်နေမှာပါဒီကိုယ်စားလှယ်အဖွဲ့မှာမြန်မာပုဂ္ဂလိကဘဏ်တွေကနိုင်ငံခြားသားအရာရှိနှစ်ဦးပါဝင်ပြီးရုရှားဗဟိုဘဏ်ကထူထောင်ထားတဲ့ electronic ငွေလွှဲပြောင်းမှုအတွက်ကပ်ဖြစ်ငွေပေးချေမှု MIR စနစ်တိုးချဲ့ရေးကိုအာရုံစိုက်ကြပါလေစစ်ကောင်စီကလည်း MIR စနစ်ကိုလက်ခံမယ်လို့2023မှာ ပြောထားပါတယ်ရွှေတန်လင်းဦးကျော်ဝင်းက မင်းအောင်လိုင်ကိုစလဲအဖွဲ့နဲ့မလိုက်ဖဲဝါစကိုကိုရက်အနှဲငယ်ကြိုတင်ရောက်နေပြီးတခြားစီးပွားရေးသမားတွေနဲ့အတူ စီမံကိန်းဆွေးနွေးပွဲတွေအစည်းအဝေးတွေကိုကြိုတင်စီစဉ်ခဲ့ပါတယ်မြမခီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ဥအောင်မျိုးမင်းတင်လို့ခရိုနီတွေကလည်းရုရှားခီးသည်တွေပုံမဝင်ရောက်လာအောင်သူတို့ရဲ့ဟိုတယ်နဲ့အပန်းဖြေစခန်းတွေကိုကြော်ညာနိုင်ပါတယ်သူရဲ့ Amazing Hotel and Resort Group ဟာ 2021စစ်အာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာဟိုတယ်လုပ်ငန်းတွေထဲမှာအအောင်မြင်ဆုံးဖြစ်လာပါတယ်။သူဟာစစ်ကောင်းဆောင်ရဲ့ဇနီးဆီယာမဖြစ်ခဲ့ဘူးသူဒေါ်ကျူကျူလှရဲ့တပည့်တဦးဖြစ်ပါတယ်။ဦးဇေယသူရမွန်ဟာလည်းရုရှားခီးစင်မှာပြန်လည်ပြေဖြိုးမြဲစွန့်အင်စီမံကိန်းတွေကိုလက်မှတ်ရေးထိုးခဲ့လို့အကျိုးခံစား권ရှိသူတွေစည်ရင်မှာပါဝင်လာပါတယ်။သူဟာ2023ကလေးကစွန့်အင်မဟုတ်တဲ့ နျူကလ িয়ার နည်းပညာအကောင်အထည်ဖော်ရေး အထူးသဖြင့်တိုက်ရောင်ကြီးအတန်ခွဲထုတ်မှုသုံးထုတ်ကုန်တွေအတွက်ရိုဆာတမ်နဲ့နားလည်မှုစာကြုံလွှာလက်မှတ်ရေးထိုးထားပါတယ်ဒီခရီးစဉ်မှာပြန်လည်ပြည့်ဖြိုးမြဲစွာအင်သဘောတူညီချက်ကြောင့်အကျိုးခံစားရမယ့်နောက်ထပ်တဦးကတော့စစ်ကောင်းဆောင်ရဲ့သားအောင်ပြေဆုံးဖြစ်ပါတယ်သူဟာ2022မှာ တခြားဘသူကိုမှဖိတ်ခေါ်တာမရှိတဲ့390မီဂါဝတ်ရှိတဲ့ ဆိုလာစီမံကိန်းအကောင့်ထဲပေါ်ဖို့ကန်ထရိုက်ရထားတဲ့ Venus Essential ကုမ္ပဏီမှာရှယ်ယာတွေပိုင်ဆိုင်ထားပါတယ်။နောက်တစ်နှစ်မှာ သူ့ရဲ့ကုမ္ပဏီတွေတဲကတစ်ခုဖြစ်တဲ့ Golden Future Linkage ဟာတရုတ်စွမ်းအင် Engineer Corporation Limited CEC နဲ့ဖက်ဆက်ဖြစ်တဲ့မန္တလေးတိုင်းတာစီမြို့နယ်ကမြေဧက230မှာ40 MW Solar စက်ရုံတည်ဆောက်ဖို့အဆိုပြုထားပါတယ်။အောင်ပြေဆောင်ဟာ နိုင်ငံအတွင်းလျှက်စစ်ဓာတ်အားပြတ်တောက်မှုရေရှည်ဖြစ်နေချိန်မှာစစ်ကောင်စီ အကြီးအကျယ်အားပေးနေတဲ့မြန်မာဆိုလာစွိုင်းစည်းကွက်ကိုခြေကုပ်ရဖို့ကြိုးစားနေကြောင်းစီးပွားရေးလုပ်ငန်းအတွင်းလူတွေက ပြောကြပါတယ်